မင်္ဂလာပါရှင်။ဘာမကိတဲ့တဲ့ရင်ဌာနကနေတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ညဥက္ကလာတွင်စစ်မှုထမ်းနှင့်ရွှေကောက်ပွဲကိစ္စများဆောင်ရွက်နေသောရွှေပေါက်ကံမျိုးတင်22ရက်ကွက်အုပ်ချုပ်ရေးမှုရုံကိုလက်ပြပုံမိုင်းများဖြင့်ပြစ်ခတ်ဖောက်ခွဲတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းညဥက္ကလာမြို့နယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးမတရားရွေးကောက်ပွဲကိစ္စများကိုပူးပေါင်းဆောင်ရွက်နေသည့်ရွှေပေါက်ကံမျိုးတင်22ရက်ကွက်အုပ်ချုပ်ရေးမှုရုံကိုဘုံခွဲထိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အာမီမထောင်ဝင်ရှိသူတို့ကသတင်းဌာနကိုပြောပါရယ်။စက်တင်ဘာလ30ရက်နေ့ည10:30မိနစ်ခန့်တွင်မြောက်ဥကလာမြို့နယ်ရွှေပေါက်ကံမြို့တက်22ရက်ကွာအုတ်ထုတ်ရည်မှုရုံကတော်လန်ရေးရဲပေါ်များကပြင်းအားမြင့်မိုင်းတလုံးလက်ပြပုံနှလုံးတို့ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုအတွင်ထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲတော်လန်ရေးရဲပေါ်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်။ရှင်တို့တိုက်ခိုက်ခြင်းသည်22ရက်ကွယ်အုတ်ချုပ်ရည်မှုရုံမှအုတ်ချုပ်ရည်မှုနှင့်လူမိုက်အဖွဲ့သည် တရားမဝင်ရွေးကောက်ပွဲကိစ္စများဆောင်ရွက်ရန်လူငယ်လူရွယ်များကိုပေါ်တာဆွဲစစ်မှုထမ်းလိုအပ်သည့်နေရာများကိုရောင်းစား၍လူကုန်ကူးခြင်းများလုံးဆောင်နေသောကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဲ့အုပ်ကြီးကအရှင်ကရဲပေါင်းရဲကနေထွက်ပြီးအုပ်ကြီးနေရာဝင်ယူပြီးရက်ွက်နေပြည်သူကိုလူဘာဝအနိုင်ကျင့်နေတာပါ။ကျွန်တော်တို့စီမတာဝန်သိပြည်သူတွေတရင်ပေးချက်တွေအရာအုပ်ချုပ်ရေးမှုတော်တော်များများရဲ့အချက်လက်အသေးစိတ်ကအစရထားပါသည်။လူဘာဝနေတဲ့အုပ်ကြီးတွေမစင်ချင်ရင်တော့ကျွန်တော်တို့တနေ့နေ့အရောက်လာခဲ့မှာပါ။ စစ်မှုထမ်းငွေကြေးအာဓမကောက်ခံတာရဲ့တရားမဝင်ရွေးကောက်ပွဲအတွက်ရက်ွက်တွေပြည်သူအပေါ်ဖိအားမျိုးမျိုးပေးနေတာတွေကြောင့်တိုက်ခိုက်ခဲ့တာပါဟုရန်ကုန်အာမီမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရင်ပါကာဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များအကြံဖက်စစ်ကောင်စီပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုက္ကင်နေကြသူများကိုဆက်လက်၍အပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း YA မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။ အလာတူစက်တင်ဘာလ29ရက်နေ့ညစေနိုင်ကြော်ခန့်တွင်ဗဟန်းမျိုးနှင့်ကဘာအေးဖျားလက်မပေါ်ရှိဗဟန်းမျိုးမှရဲစခန်းကိုတော်လန်ရေးရဲပေါ်များကလက်ပြပုံနှလုံးပြစ်သွင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါသည်။ဆက်လက်ပြီးနေပြည်တော်လေဝဲတွင်မိုးသီးထန်စွာရွာတော်မူကြောင်းရေကြီးရေရှမ်းသဖြင့်ပြည်သူများအရေးပေါ်ပြောင်းရွှေ့ရတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ နေပြီးတော့လေဝင်းမြို့နယ်တွင်မိုးသီးထန်စွာရွာသွန်ပြီးရေနှမြုံမှုကြောင့်ကျေးရွာနေပြည်သူအချို့ရွှေ့ပြောင်းပေးခဲ့ရကြောင်းရေဘေးကူညီကဲဆယ်ရေလုံးဆောင်နေသူပရာဟိတသမတအူကသတင်းဌာနကိုပြောကြားပါရင်ရမနီစတင်ပါလ30ရက်နနေ7နာရီခွဲကန်ကစတင်၍နေပြီးတော့လေဝင်းမြို့နယ်အီလာမြို့အတွင်ရန်ကုန်မန္တလေးမြို့ရှောင်းလန်းပြီးနေရာအချို့၌ရေကြီးရေရှမ်းမှုများဖြစ်ပွားခဲ့ကြောင်းထို့သောရေကြီးမှုကြောင့်အီလာမြို့ရုံးပင်ကျေးရွာအုပ်စုငှက်ပြောတော့ကျေးရွာနေပြည်သူအချို့ကို ြောင်းရွှေ့ပေးခဲ့ရကြောင်းသိရပါတယ်။အခုတော့ရေကတဖြည်းဖြည်းကျနေပါပြီ။ရေကဖြည်းဖြည်းချင်းကျတဲ့အခြေအနေပေါ့။အရန်တော့လည်းမကျသေးဘူး။နည်းနည်းချင်းကျနေတာ။မိုးရွာရင်တော့ပြန်တက်လာနိုင်တဲ့အခြေအနေတော့ရှိတယ်။မနေ့က7နာရီခွဲ7နာရီဝင်းကျင်လောက်ကနေတရရရတက်လာတာ။ကျွန်တော်တို့ရောက်သွားတဲ့အချိန်က3နာရီခွဲ4နာရီလောက်ဖြစ်သွားပြီဆိုတော့ဒေသခံတွေဘက်ကအခုညတောင်းတဲ့အခြေအနေတွေနဲ့ကြုံရလို့သွားရောက်ပြီးတော့ကူညီခဲ့တာပေါ့။ကျေးရွာအနေငယ်လောက်ပဲရေဝင်ရောက်မှုရှိတာပါ။ရွာတွေကိုရေဝိုင်းတဲ့ပုံစံမျိုးပေါ့ ညီနေပိုင်းမှာရှိတဲ့မိသားစုအနေငယ်လောက်တော့ရွှေ့ပြောင်းပေးရတာရှိတယ်။ငါပြောတော့တရွာတွေပဲရွှေ့ပြောင်းပေးခဲ့ရတာပါ။အီလာမျိုးဘက်ကတော့ဘာမှမဖြစ်ဘူး။မင်းညကတော့နေပြီးတော့မှမိုးထက်ရွာတယ်။အဲ့ဒီရေကြီးတဲ့ဗတ်ချမ်းမှာတော့မရွာဘူးလို့သိရတယ်ဟုရေဘေးကူညီကဲဆဲရေလုံဆောင်နေသူပရာဟိတသမားကပြောဆိုပါတယ်။အဆိုပါရေကြီးမှုသည်စစ်တောင်းမြေကြီးမြင့်တက်၍ပလွေးချောင်းအတိုင်းရေဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးရန်ကုန်မန္တလေးမြို့ရှောင်းလန်းပင်းနေရာများတွင်ရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းထို့သောရေဝင်ရောက်သည့်ကြီးရွာများအတွင်သို့ ဂယုနာရှင်လူမှုကူညီရေးပရာဟိတအသင်းပြည်ဆန်အောင်လူမှုဂယုနာရှင်လူမှုကူညီရေးပရာဟိတအသင်းခေါမကျေရွာ မိုးစေတနာပရာဟိတအသင်းပြင်မနာမျိုးတို့မှကူညီကယ်ဆယ်ရေးနဲ့ရေးပေးလို့ရသူကူညီရွှေပြောင်းပေးခြင်းများဆောင်ရွက်နေကြောင်းသိရပါတယ်ပြည်သူများအနေဖြင့်မိုးလေဝသနှင့်ဇလားဗီဒာဌာနမှညွှန်ကြားချက်များကိုလိုက်နာကာတတိပြုနေထိုင်ကြရန်နှင့်လူမှုကူညီရေးအဖွဲ့အစည်းများမှတင်ပြထားသည့်သတင်းများကိုလေ့လာနားထောင်ပေးကြရန်တိုက်တွန်းထားပါသည် မိုးဆက်လက်ရွာသွန်းနေပါကလေဝေးမြို့နယ်အေလာမြို့တာဝက်တိမြို့စသည့်ဒေသများပလွေးချောင်းအနီးရှိကျေးရွာများရန်ကုန်မန္တလေးမြို့ရှောင်းလမ်းဘေးရှိကျေးရွာများနှင့်စစ်တောင်မြေဤအောက်ဖက်ရှိမြို့များကျေးရွာများနှင့်မိဘပြည်သူများအနေဖြင့်သတိပြုနေထိုင်ပြီးကြိုတင်ပြင်ဆင်စရာများကိုပြင်ဆင်ထားကြပါရန်ဆက်လက်တိုက်တွန်းထားပါသည်ဆက်လက်ပြီးလှိုင်းသားရအရှိပိုင်းနှစ်ရက်ကွယ်အုပ်ချုပ်ရေးမှူးစံမြင်ကလူငယ်အလုပ်သမားများနေထိုင်သောဆက်ယုံများအဆောင်များနှင့်နေအိမ်များထံမှလစဉ်ငွေကြက်၅သိန်း အစရင်ကြီးအဖြစ်တောင်းခံပြီးအဆောင်ပိုင်ရှင်များကိုစစ်မှုတမ်းမြို့လူငယ်များလှဆင်ရှာခိုင်းနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းလှိုင်သာယာအရှိပိုင်မြို့နယ်တွင်အမှန်နဲ့ရက်ွက်အုပ်ချုပ်ရေးမှုစံမြင့်ကလူငယ်အလုပ်သမားများနေထိုင်သောစက်ယုံအဆောင်နှင့်နေအိမ်များကိုလှဆင်ငွေကျပ်ငါသိန်းအစရင်ကြီးအဖြစ်တောင်းခံပြီးအဆောင်ပိုင်ရှင်များလည်းစစ်မှုတမ်းမြို့လူငယ်များလှဆင်ရှာခိုင်းနေကြောင်းအဆိုပါရက်ွက်နေထိုင်သူများကသတင်းဌာနကိုပြောကြားပါတယ်။ လှိုင်သာယာမြို့နယ်အရှေ့ပိုင်းအမနစ်ရက်ကွက်တွင်အုတ်ချုပ်ရည်မှုအဖြစ်လောက်ကင်မိသူမရှိသည့်အတွက်ဘာထူး73လမ်းကျူးကျော်တဲ့တွင်နေထိုင်သောပြန်ကျအလုတမဆန်ရင်ကအုတ်ချုပ်ရည်မှုအဖြစ်ဝင်ရောက်လောက်ကင်ကြောင်းအုတ်ချုပ်ရည်မှုဖြစ်လာချိန်မှစတင်ပြီးအမနစ်ရက်ကွက်တွင်ပုံစံအမျိုးမျိုးဖြင့်ပြည်သူလူထုထံမှငွေကြေးများကောက်ခံလျက်ရှိရာစက်ယုံအလုတ်ယုံများအဆောင်ပိုင်ရှင်များနှင့်အင်ငါးစားသူများထံမှလစဉ်အစည်းအဝေးအဖြစ်အနည်းဆုံးငွေကျပ်3သိန်းမှ9သိန်းအထိတောင်းခံနေကြောင်းသိရပါသည် အမှန်နဲ့ရက်ကွက်အုတ်ကြီးစမ်းမြင့်ကကျူးကျော်ပြန်ကြမှာနေတဲ့ပြန်ကြပင် အုတ်ကြီးလုံးမဲ့သူမရှိတော့အုတ်ကြီးတက်လို့တာသူအုတ်ကြီးဖြစ်တဲ့အချိန်ကစပြီးပုံစံအမျိုးမျိုးနဲ့ငွေညစ်နေတာအုတ်ကြီးစမ်းမြင့်ကိုယ်တိုင်စက်ယုံတွေအဆောင်တွေကိုအစည်းရင်းဆိုပြီးဝင်းစစ်တယ်အစည်းရင်းမတိုင်လို့ဆိုပြီးထောင်ကြခံမလားငွေပေးမလားဆိုပြီးငွေညစ်တယ်အခုတော့လူငယ်တွေရှိနေတဲ့စက်ယုံအဆောင်တွေနေအိမ်တွေကိုလစဉ်ငွေငါသိန်းအစည်းရင်းကြေးတောင်းနေသူတို့လာမစစ်ဘူးအစည်းရင်းစာရွက်ထုတ်ပေးမယ်ဆိုပြီးတောင်းတာဟုအဆောင်ပိုင်ရှင်တအူကပြောပါတယ် ထို့ပြင်လှိုင်တာယာမြို့နယ်အရှိပိုင်းအမှတ်နှစ်ရပ်ကွက်တွင်ဆက်ယုံအဆောင်ပိုင်းရှင်များပုဂ္ဂလိကအဆောင်ပိုင်းရှင်များအနေဖြင့်လာစဉ်စစ်မှုထမ်းမိလူငယ်များရှာပေးစီလိုသည်ဟုအုတ်ထုတ်ရေးမှုစံမြင့်ကဖိအားပေးလာကြောင်းမိမိတို့အဆောင်တွင်နေထိုင်သောလူငယ်များအနက်မှတင့်တော်သူများကိုစစ်မှုထမ်းရန်နာမည်စရင်ပေးပို့ခိုင်းကြောင်းအဆောင်ပိုင်းရှင်များကပေးပို့လာသောလူငယ်စရင်အတိုင်းအုတ်ထုတ်ရေးအဖွဲ့နှင့်လူမှိုင်းများကလာရောက်ခေါ်ဆောင်မိဖြစ်ကြောင်းသိရပါသည်အဆောင်မှာလာနေတဲ့လူငယ်တွေကတလောက်ကိုတော့တက်ဦးကိုတော့နာမည်စရင်ရွှေပြီး သူတို့ဟာသူတို့လောက်ခေါ်မင်းကြီးကြီးသားသားမလိုက်ရင်သူတို့နီးသူတို့ဟန်နဲ့ဖမ်းသွားမယ်လို့ပြောပါတယ်။အဆောင်ပိုင်ရှင်တွေကိုစစ်မှုထမ်းလူငယ်စရင်လှုပ်ဝက်ပေးခိုင်းတာအဆောင်ပိုင်ရှင်တွေကမပေးချင်ကြဘူး။ကိုယ်စီမှာလာနေတဲ့ကလေးတွေကိုဖေးစရင်ပေးခြင်းမလဲ။တချို့ကတော့ငွေညစ်ခံရလူငယ်တွေကိုစရင်ပေးရဆိုတော့မလုပ်ချင်တော့လို့အဆောင်ပိတ်ကုန်ကြပြီဟုလှိုင်းသားရအရှိပိုင်အမတ်နေရက်ကွက်မှာဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ရှင်အပြင်အမှန်နဲ့ရက်ွက် အုတ်ချုပ်ရည်မှုစံမြင့်သည့်ပြူစော်တိလူမညာနေအတူ ညအချိန်နိုင်တရာမျိုးနေအတွင်လှည့်လည်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းဖမ်းဆီးရရှိသောလူငယ်များကိုစစ်မှုထမ်းလူစားတို့အဖြစ်လိုအပ်နေသောရက်ွက်များထံသို့ရောင်းချခြင်းစစ်မှုထမ်းကောက်ခံခြင်းအပါအဝင်ပြည်သူလူထုကိုဖိနှိပ်နေသောအလုပ်များကိုလှုံ့ဆော်နေကြောင်းရက်ွက်နေပြည်သူများထံကပြောဆိုကြပါသည်ဆလပင်စစ်သားဝင်နှမ်းများနှင့်အငိမ့်စားဝင်နှမ်းများအလုံးကိုအောက်တိုဘာလ၁ရက်နေ့မှစတင်ပြီးလစာ၃000တိုမြင့် ပွင့်ကြီးဌာနမှနေစားလောက်အကားကိုမူတရက်လျင်8800ကျပ်အထိတိုးမြင့်လာစာတိုးမြင့်မှုအတွက်လိုအပ်သောငွေကြေးများကို digital ငွေကြေးအပြင်ငွေဆက်ကူများထပ်မံရိုက်ထုတ်ပြီးဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်ကော်မရှင်ကစစ်သားဝန်ထမ်းနှင့်အငြိမ်းစားဝန်ထမ်းများအလုံးကိုအော်တိုဘာလတရက်နေ့မှစတင်၍အဖို့ထောက်ပံ့ကြေးအမိတက်ကလာစာ3000တိုးမြင့်လိုက်ပြီးပွင့်ကြီးဌာနမှနေစားလောက်အကားကိုမူ တရက်လျင်8800ကျပ်အထိထိုးမြင့်လိုက်ကြောင်းစစ်ကော်မရှင်လက်အောက်ခံဗန္ဒာရေးနှင့်ဝန်ကြီးဌာနကတရက်ဝင်သတင်းထုတ်ပြန်ပါရယ်အော်တိုဘာလတရက်နေ့မှစတင်ပြီးတနိုင်ငံလုံးရှိဝန်ထမ်းများစစ်သားများအငြိမ်းစားများအနေဖြင့်လာစဉ်အပိုထောက်ပံ့ခြင်းအဖြစ်လစာ3000တိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း2023ခုနှစ်အော်တိုဘာလတွင်ပထမချိန်အဖြစ်တဦးလျင်အပိုထောက်ပံ့ခြင်း3000ကို၎င်း2024ခုနှစ်ဩဂုတ်လတွင်ဒုတိယအကြိမ်အဖြစ်တအူးလျင်အပိုထောက်ပံ့ကြီး3000ကို၎င်းစုစုပေါင်းအပိုထောက်ပံ့ကြီး 6000တွုံးမြင့်ပေးခဲ့ကြောင်းယခုအော်တိုဘာလတရက်နေ့မှစတင်ပြီးတတိယအကြိမ်အဖြစ်လဆင်အပူထောက်ပံ့ကြေး3000ထပ်မံတိုးမြှင့်ပေးလိုက်ပြီးဖြစ်ပြီးဝန်ထမ်းများစစ်သားများအနေဖြင့်လဆင်အပူထောက်ပံ့ကြေး9000ခန်းစားခွင့်ပြုလိုက်ကြောင်းသိရှိရပါသည်။အဆိုပါအပူထောက်ပံ့ကြေးတိုးမြှင့်မှုတွင်အငြိမ်းစားဝန်ထမ်းများလည်းအကျုံးဝင်ပြီးယနေ့အော်တိုဘာလတရက်နေ့မှစတင်ပြီးအငြိမ်းစားဝန်ထမ်းများလည်းလဆင်3000ထပ်ဆောင်ရရှိမည်ဖြစ်ကြောင်းသိရပါသည်။ထို့ပြင်ဝင်းကြီးဌာနများတွင်နေစာလောက်ကိုင်းနေသောနေစာဝန်ထမ်းများကိုမူတရက်လောက်အခအဖြစ် 9800တိုးမြင့်တက်မှတ်လိုက်ကြောင်းသိရပါတယ်။ထို့ကြောင့်အကြံဖက်စစ်ကော်မရှင်က တိုးမြင့်လိုက်သောလစာကြောင်းဝန်ထမ်းတက်တန်းကျော်အငိမ့်စားဝန်ထမ်းတက်တန်းဒီပါနှင့်စစ်သားများအလုံးအတွက်လစဉ်ငွေကြေးများထပ်မံရိုက်နှိပ်ရမည်ဖြစ်ပြီးမျိုးပြဒေသများမှဝန်ထမ်းများအတွက်မူ digital ငွေကြေးဖြင့်အစားပေးချင်မည်ဖြစ်ကြောင်းသိရှိရပါတယ်။ကျောက်ဦးကို3000ကျပ်နဲ့လက်ရှိဝန်ထမ်းအငိမ့်စားဝန်ထမ်းနဲ့တက်မတော်သားတွေအတွက်စုစုပေါင်းလူဦးရေ3000နီးပါးအတွက်ငွေတွေထပ်တိုးသုံးရမယ်။ နေပြီးတော့ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကတော့ digital ငွေကြေးနဲ့ပေးမယ်လို့သိရတယ်။ချန်နဲ့အခြားပြည်နယ်တိုင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အငိမ့်စားဝန်ထမ်းတွေတက်မတော်သားတွေအတွက်တော့ငွေတွေထပ်ရရမယ်သဘောရှိတယ်။ငွေကြေးဖောင်းဝမှုကတော့ထပ်ပြစ်လာနိုင်တယ်ဟုနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဆလပင်နိုင်ငံတော်လုံခြုံရေးနှင့်အကြမ်းတရားရေးကော်မရှင်ဟုအမိပြောင်းလဲထားသောစစ်အုပ်စုကိုအကြံဖက်အုပ်စုအဖြစ် NUG ကထပ်မံကြေညာရေးဆွဲတဲ့တင်ကိုကျင်းဆက်ပြီးသားမှဖြစ်ပါရင် နိုင်ငံတော်လုံခြုံရေးနဲ့အချမ်းတာယာရေးကော်မရှင်ဟုအမည်ပြောင်းလဲထားသောစစ်အုပ်စုကိုအချမ်းဖတ်အုပ်စုအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထပ်မံကြေညာလိုက်ပါတယ်မရောက်လိုက်ဦးဆောင်တဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီအနေဖြင့်2021ခုနှစ်မလ1ရက်နေ့တွင်အချမ်းဖက်စေအုပ်စုဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2024ခုနှစ်စက်တင်ဘာလ9ရက်နေ့တွင်မြန်မာနိုင်ငံနှင့်ပြည်သူလူထု၏ရန်သူ Enemy of the State အဖြစ်အသီးသီးထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်းသိရပါသည် ို့ရတွင်အကြံဖက်စရုပ်စုက2025ခုနှစ်ဇူလိုင်လ31ရက်နေ့တွင်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖြစ်မှနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖြစ်သို့အမည်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည်အကြံဖက်စရုပ်စုအဖြစ်ကြီးညာခြင်းခံထားရသည့်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုဆက်ခံဆောင်ရွက်သည့်အဖွဲ့ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေကြောင်းတွေ့ရှိရသဖြင့်နိုင်ငံတော်လုံခြုံရေးနှင့်အချမ်းတရားရေးကော်မရှင်နှင့်၎င်းမှအစဉ်စဉ်တာဝန်ပေးဖွဲ့စည်းလိုက်သောအဖွဲ့များအလုံးကိုအကြမ်းဖက်အုပ်စုများအဖြစ်၎င်းမြောက်လိုက်အပါဝင်နိုင်ငံတော်လုံခြုံရေးနှင့်အေချမ်းတရားရေးကော်မရှင်အဖွဲ့ဝင်များအလုံးကိုအကြံဖတ်သမားများအဖြစ်၎င်း NUG ကကြေညာပါတယ်။ဒါကလုံထုံးလုံနီးသဘောတရားပေါင်းအရင်ကတည်းကအကြံဖတ်စစ်အုပ်စုအဖြစ်ကြေညာထားပြီးသား ဒါပေမဲ့သူတို့ကနာမည်ပြောင်းသွားတော့နာမည်ပြောင်းသွားတဲ့အပေါ်မှာအကြံဖက်အုပ်စုအဖြစ်ထပ်ပြီးအတည်ပြုကျင်ညာတာပါအသိမဟုတ်ပါဘူးဒါကနိုင်ငံတကာနဲ့ပြည်တွင်းမှာပါလှုံ့ထုံလုံနေအရာကျင်ညာတဲ့သဘောပါဟု NUG ဘက်မှသတင်းရင်းမြစ်ကသတင်းဌာနကိုပြောဆိုပါတယ် NUG ကစစ်အုပ်စုကိုအကြံဖက်အဖြစ်ကျင်ညာရာတွင်အကြံဖက်တိုက်ဖြတ်ရေးဥပဒေပုံမှားချောင်းပုံမှားခွဲ9နှစ်ပုံမှား82ပုံမှားခွဲခါခွေပါလုတ်ပိုင်ခွင့်ကိုကျင့်သုံး၍ပြည်ထောင်စုအစိုးရအဖွဲ့ဤသဘောတူညီချက်အရာကျင်ညာခြင်းဖြစ်ကြောင်း 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်မင်းအောင်လှိုင်ဦးဆောင်သောအကြံဖက်စစ်အုပ်စုသည်ဖြစ်သူလူထုကရွေးချယ်တင်မြှောက်ထားသည့်နိုင်ငံတော်သမ္မတဦးဝင်းညင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောပြည်သူအစိုးရအဖွဲ့ဝင်များကိုမတရားဖက်စီပြီးဖြစ်သူအာဏာလွတ်ယူခဲ့တဲ့ဖြင့်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့ကြောင်း NUG ကကြေညာထားပါသည်